အားလုံးမင်္ဂလာပါမကောက်ဖလော့နံပါတ်၄ရနေပြီးတော့ပြန်လေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့လောင်ကစားမြို့တော်ကြီးမကာကိုရဲ့အထက်ကြားတဲ့5 star hotel ကြီးတွေကိုတွားရောက်ပြီးတော့လေပတ်မှာဖြစ်ပါတယ်ကျွန်တော်တို့တဲတဲ့မကာကိုကျွန်းဘက်ကနေပြီးတော့ဒီဘက်ကိုရောက်ဖို့အတွက်ဆိုရင် free shuttle bus လေးတွေရှိပါတယ်ဒါပေမဲ့လည်းအစောကြီးလာချင်တာမို့လို့ကျွန်တော်တို့ကတက္ကစီလေးနဲ့ပဲလာလိုက်ပါတယ်တက္ကစီရော Velati Time Bar ဆိုတဲ့နေရာထိ ငားလာခဲ့တာဖြစ်ပါတယ်။ဒီကနေပြီးတော့ကျွန်တော်တို့ကဟိုတယ်တွေကိုတဆင့်မီတဆင့်ကူးသွားမှာဖြစ်ပါတယ်။ဒီဗီလာဒီတိုင်ပါနေပြီးတော့ကြိုက်တဲ့ဟိုတယ်ကိုစပြီးတော့သွားလို့ရပြီမယ်။ကျွန်တော်ကတော့ Venetian Hotel ကိုအရင်စပြီးတော့သွားမှာဖြစ်ပါတယ်။ဒီ Venetian Hotel ကတော့မကာကိုရောက်လို့ရှိရင်သွားကိုသွားရမယ်။ Venetian တူကလေးပဲဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီကိုသွားဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ ဒီ velocity တိုင်းပါကနေကြည့်လိုက်မယ်ဆိုရင်အပေါ်ဘက် skywalk ရှိတယ်ပေါ့နော်ဒီ skywalk လေးကနေလမ်းလျှောက်သွားလို့ရှိရင် Venetian Hotel ရဲ့အနောက်ဘက်မှာရှိတဲ့ bus terminal ကိုရောက်သွားမှာဖြစ်ပါတယ်ဒီကနေတဆင် Venetian Hotel တွေကိုအနောက်ဘက်ကနေဝင်ရပါပြီယခုမြင်နေရတဲ့ကားတွေတော်တော်များများကတော့ဒီ Venetian Hotel ကနေပြီးတော့ free အကျိုးပို့လုပ်ပေးတဲ့ကားတွေပဲဖြစ်ပါတယ်လေစိတ်သို့မဟုတ်သင်္ဘောစိတ်သို့မဟုတ် ဟိုဘက်ကကျွန်တော်တို့တဲတဲ့အမကာကိုကျွန်းဘက်ကိုပို့ပေးတယ် free bus တွေပေါ့နော်အခုကျွန်တော်တို့ကတော့ Venetian Hotel ကြီးရဲ့အနောက်ဘက် lobby ကနေဝင်လာတာဖြစ်ပါတယ်မကာကို casino hotel ကြီးတွေကအရင်ကကြီးကြီးခန်းထားတာဖြစ်တဲ့အတွက်တနေ့ကုန်လျှောက်သွားမယ်ဆိုရင်တော့မှသွားလို့ကုန်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မလို့အထူးကနေရာလေးတွေကိုပဲသွားပြီးတော့ကျွန်တော်တို့ hotel ဘောင်းဆောင်ကိုတနေ့တိုင်းနဲ့အလဲမှာဖြစ်ပါတယ် ျွန်တော်တို့အဓိကသွားကျင်တာတော့ F4 ကားထဲမှာပါတဲ့နေရာဖြစ်ပါတယ်။အဲ့ဒါကတော့ The Venetian Hotel ကြီးရဲ့ Sun Square မှာရှိတာဖြစ်ပါတယ်။ဒီ Sun Square ဆိုတာကတော့ Venetian အတုဖြစ်ပါတယ်။ယခုမြင်နေရတဲ့ကောင်းငင်ကြီးကအစားအတုဖြစ်ပါတယ်။ကျွန်တော်တို့ F4 ကားထဲမှာတော့မသိလို့ရှိရင် အပြင်ဘက်မှာလီစီးနေတယ်လို့မျိုးထင်ရပေမဲ့တကယ်တော့ဒီချောင်းလေးရောကောင်းငင်ကောကဒီ Hotel ကြီးထဲမှာ ရှိတဲ့အတုပဲဖြစ်ပါတယ်။ ာကာကိုရောက်ရင်ဗနီချီယန်ဟိုတယ်မှာဒီလေကိုစီးကိုစီးရမှာဆိုပေမဲ့လည်းကျွန်တော်ကတော့မစီးခဲ့ပါဘူး။ဘာလို့လဲဆိုတော့ဗီယက်နမ်ရဲ့ဗနီချီယာကပူလှလို့ပါပဲ။အဲတော့ဗီယက်နမ်နောက်တစ်ခေါက်ရောက်မှာပဲစီးလိုက်ပါတော့မယ်။အခုကတော့ကျွန်တော်တို့ဗနီချီယန်ဟိုတယ်ကြီးကနေထွက်ပြီးတော့ဒါလန်ဒန်နာမကာကိုကိုသွားမှာဖြစ်ပါတယ်။အဲ့ဒီဟိုတယ်ကြီးကိုတော့အပြင်ကနေထွက်ပြီးတော့ပဲသွားမှာဖြစ်ပါတယ်။ ျွန်တော်တို့ Venetian Hotel ရဲ့ North Gate မြောက်ဖက်ဂိတ်ကနေပြီးတော့ထွက်လာမယ်ဆိုရင်တော့အခုလိုပဲ The Landana Macao ကိုလှမ်းမြင်ရမှာဖြစ်ပါတယ်။လမ်းကူးလိုက်မယ်ဆိုလို့ရှိရင်တော့ The Landana Hotel ကိုရောက်မှာဖြစ်ပါတယ်။လန်ဒန်ရဲ့အငွေ့သက်တွေထည့်သွင်းပြီးတော့တည်ဆောက်ထားတဲ့ The Landana Macao ဖြစ်ပါတယ်။ဒီ hotel ကြီးကလည်းမကာအိုမှာအရန်ကိုနာမည်ကြီးတဲ့ hotel တစ်ခုပဲဖြစ်ပါတယ် ဒီလိုဟိုတယ်ဇုံကြီးတရှိရာလမ်းမကြီးကိုတော့ကိုတိုင်း strip လို့ခေါ်ပါတယ်ဒီကိုတိုင်း strip ကတော့မကာအိုမှာဆိုလို့ရှိရင် အခမ်းအနားဆုံးလမ်းကြီးပဲဖြစ်ပါတယ် ဒလရနာဟိုတယ်ကြီးတွေကိုဝင်သွားပြီးတော့ကျွန်တော်တို့ကဘာလုံးမှလဲဆိုတော့နေလည်စားစားမှဖြစ်ပါတယ်။ဒီလန်ဒနာဟိုတယ်ရဲ့ဖူကောင်းကတော့အရန်ကိုစားလို့ကောင်းပါတယ်။ဈေးအရန်ကြီးမကြီးပဲနဲ့တရုတ်စာစစ်စစ်တွေကိုစုံစုံလင်လင်ရရှိတာဖြစ်တဲ့အတွက်ဒီမှာပဲနေလည်စားစားဖို့ရွေးချယ်ခဲ့ပါတယ်။ဒီနေ့မှစားဖြစ်တာတွေကတော့ဂျပန်ဟင်းဂျိုရဲ့ဝက်ချိုချင်ဂျိုရဲ့ကိုက်လန်ဂျိုနဲ့ တီးဆောင်ထမင်းကျော်ပဲဖြစ်ပါတယ်။တရုတ်ဆိုတော့တရုတ်စာကြိုက်တာပေါ့နော်။ကုန်းတက်ကြီးအောင်မှာဈေးကြီးမယ်လို့ထင်ခဲ့တာတော်တော်လေးအဆင်ပြေခဲ့ပါတယ်။ မကာဝကာစီနိုဟိုတယ်ကြီးတွေကဘလောက်တောင်ချမ်းသာတယ်လဲဆိုရင် သူတို့စီမှာတဲတဲမတဲတဲညီသူမဆိုကြိုက်တဲ့ကားကိုတက်စီရှတ်တယ်ဘတ်တွေကို free ပို့ဆောင်ပေးတာဖြစ်တယ်လို့ဟိုတယ်ကြီးတွေကိုလည်း free ဝင်ရောက်လေ့လာခွင့်လည်းပတ်ခွင့်ပေးတာဖြစ်ပါတယ်ပြီးရင်လည်းပဲ show တွေပြပွဲတွေကိုလည်း free ကြည့်ရှုခွင့်ပေးတာဖြစ်ပါသေးတယ်ဒါလန်ဒန်နာဟိုတယ်ရဲ့နောက်ပေါက်ကနေထွက်လာမယ်ဆိုရင်တော့ City of Dreams ကိုတွေ့မှာဖြစ်ပါတယ် City of Dreams ကိုတက်တက်သွားပြီးတော့ညာဘက်꿰လိုက်မယ်ဆိုရင် MGM Hotel ကိုရောက်သွားမှာဖြစ်ပါတယ် MGM Hotel ကြီးကိုမဝင်တော့ဘဲနဲ့ရှေ့ဆက်လျှောက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဓိကသွားချင်တဲ့ Wind Palace Hotel ကိုရောက်ပြီးဖြစ်ပါတယ် Wind Palace Hotel ကတော့ cable car တွေကိုအခမဲ့စီးကွင်ပေးတာဖြစ်ပါတယ်ဘယ်နိုင်ငံမှ cable car ကိုအလကားစီးရတာမျိုးမရှိပါဘူးဒီမှာကတော့ wind palace တစ်မျိုးတည်းသာရှိပါတယ် ဒီဝင်းပယ်လစ်ဟိုတယ်ကြီးอ่ะဆိုလို့ရှိရင်တော့မကာအိုမှာဖောင်တိန်ရှိုးဖြစ်နေနာမည်ကြီးဆုံးဟိုတယ်ကြီးဖြစ်ပါတယ်။ညဘက်ဆိုလို့ရှိရင်တော့သူ့ရဲ့ဖောင်တိန်ရှိုးကိုကြည့်ကျင်နေအတွက်တော်တော်များများဒီလိုလာရောက်ကြတယ်ပေါ့နော်။ကျွန်တော်တို့ကတော့ဟိုဘက်ကျုံးမှာတဲတာဖြစ်တဲ့အတွက်ညဘက်တော့မနေနိုင်ခဲ့ပါဘူး။ဒီကေဘယ်ကားလေးတွေ free sequence ကိုတော့ညနေ၄နာရီမှာစပြီးတော့ဖြန့်ပေးတာဖြစ်ပါတယ်။သူတို့ကေဘယ်ကားကိုစီးမယ်ဆိုလို့ရှိရင်တော့သူတို့ အဲ့ဒီတိုင်လေးတွေမှာရေးထားတဲ့ကျူအာကုတ်လေးတွေကိုဖတ်ပြီးတော့မန်ပါဝင်ပြီးရင် free စီးဝင်ရမှာဖြစ်ပါတယ်။ ွင်းပယ်လစ်ဟိုတယ်ကြီးထဲမှာဆိုလို့ရှိရင်အခုလိုပဲပြိုင်ကားတွေကိုလှလှပပပြသထားတာဖြစ်ပါတယ်အစည်းအဝေးပေါင်းကလည်းမနှဲပါဘူးဒါကိုကြည့်ခြင်းအဖြစ်မကာဝါကာစီနိုလုပ်ငန်းကြီး ਨੇ ဘယ်လောက်တောင်မှချမ်းသာပြီးတော့ငွေတွေပေါများနေတယ်လေဆိုတာတော်တော်လေးသိနိုင်ပါတယ် ီဝင်းပဲလစ်ကနေပြီးတော့ဟိုဘက်မှာကာကိုကျွန်းမော်ကိုပြန်မဲ့ဆိုလို့ရှိရင်တော့ free shuttle bus လေးတွေရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဟိုဘက်ကျွန်းမှာလည်းဝင်းမာကာကိုဆိုပြီးရောဟိုတယ်တစ်ခုထပ်ပြီးရောရှိသေးလို့ပါပဲ။ဒါကြောင့်မလို့ဒီဘက်ကဝင်းပဲလစ်ဟိုတယ်နဲ့ဟိုဘက်ကဝင်းမာကာကိုဟိုတယ်နှစ်ခုကို free shuttle bus လေးချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ဒါလေးကိုစီးသွားမယ်ဆိုရင်တော့ငွေတပြားမှမကုန်မင်းနဲ့ဟိုဘက်ကျွန်းကိုပြန်လဲရောက်ရှိမှာဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဒီကားလေးစီးပြီးတော့ပြန်มาတော့မယ်။ အခုဆိုရင်တော့မကာအိုကျွန်းဘက်မှာရှိတဲ့သဝင်းမကာအိုကိုရောက်ရှိလို့လာပြီးဖြစ်ပါတယ်။ဒီသဝင်းမကာအိုကလည်းဟိုဘက်ကျွန်းမှာရှိတဲ့သဝင်းပဲလီစ်လိုပဲဖောင်တိန်ရှိုးကနာမည်ကြီးပါတယ်။ The Wing Macau ရဲ့ရှိမှာတော့ Grand Lisboa U ကိုတွေ့နေရပြီဖြစ်ပါတယ်။ဒါဆိုရင်တော့ကျွန်တော်တို့ဟိုတယ်ကိုလမ်းလျှောက်သွားလို့ရပါပြီ။ကဲဒါဆိုရင်တော့ vlog လေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါမယ်။နောက်ထပ်မကာအို vlog နံပါတ်5မှာပြန်လည်ဆုံးတွေ့ကြပါမယ်နော်။အားလုံးပဲတတ်တာ